လုံးဝမင်္ဂလာပါတိတာဒီနေ့ကတော့တာဒီမောင်တာကျော်ရဲ့ပေကတိများစီမှာလေကတိများစီတို့ဆိုတာကိုပဲဆက်ပြီးဖတ်ပြချင်ပါတယ်ဒီစာအုပ်ကလည်းပြီးတော့မယ်ခင်ဗျအဲ့လိုကောင်းတဲ့စာအုပ်တွေဆိုရင်ပြီးတော့ပဲပြီးတော့မယ်နဲ့မြန်မြန်လေးဂုံဂုံသွားပါတယ်တိတာဇက်တောင်းနေပါတဲ့စာအုပ်တွေဖတ်ချင်ပါတယ်ဒါမဲ့လည်း ိတ်ကောလူကပြန်မနေတဲ့အခါကျရင်အဲ့ဒီဆက်ချောင်းပါတဲ့ဆောက်ဒီဖက်တာပိုပြီးဝင်နေတယ်လို့ခံစားရတယ်။ဒါကြောင့်သူသားရဲ့အခုရပိုင်းတော့ဒါဒီမောင်သားတို့မေလူတို့တော်မှာဒီဆောက်ဒီပိုပြီးဖက်ဖြစ်ပါတယ်။ဒီနေ့ကတော့ ကိုချွေရှင်ပြည်နဲ့မကြီးပင်ပေါ်ကလူသူဆိုတာလေးကိုဖတ်ပြခြင်းပါတယ်။ဆိုင်းဆရာကြီးစီရကမကြာခဏညှွန်လင်းညှွန်ထားရှိတဲ့စောက်ကလေးတောက်ရှိပါတယ်။အထုပ်ပတ်တီဒူးဆိုတဲ့စောက်ကလေးပဲဖြစ်ပါတယ်။ထုတ်ဝေတဲ့နှစ်ကိုမြန်မာနှစ်1268လို့ဖော်ပြထားပြီးရန်ကုန်မြို့လမ်းမတော်ရက်မြမအောပါစာအုပ်ထိုက်ကထုတ်ဝေတဲ့ ဒီစာအုပ်ကလေးကိုရှာတွေ့ဖို့ကတော့ဒီဖြောင်းဖော်ပြထားတဲ့ခုနှစ်ခြောက်ကိုပဲအဲရှာတွေ့ဖို့ခက်ခဲတာပါပြီစာအုပ်ကပါဇက်ရာဇဝင် မျိုးစာဖြစ်ပါတယ်တဆင့်စကားတဆင့်ငါးနဲ့သူပြောငါပြော oral history မျိုးစာဖြစ်တော့အကူကထောက်ထားအားဖြင့်အလွန်တရာအားနည်းလာတာဖြစ်တဲ့အတွက်ဆရာကြီးဒေါက်တာတန်းထွန်းတို့လိုတကယ်သမိုင်းပညာရှင်တွေကတော့ကတည်းကတွေ့လာမှာမဟုတ်ပါဘူး သို့သော်လည်းလူတို့ရဲ့စိတ်ကိုခံစားမှုပေးပြီးပြုပြင်နိုင်တဲ့ရတ္တစာပေတပေါင်းမျိုးနဲ့ဖတ်ကြည့်မယ်ဆိုရင်တော့မစိုးလာလို့အောင်မြင်မိပါတယ်။ဒီစာကလေးထဲမှာထူးခြားတဲ့လူပုဂ္ဂိုလ်ဆက်တူရဲ့အကြောင်းကိုဖော်ပြထားတော့တရားကျမ်းတော်လည်းပါဝင်ပါတယ်။လူတို့မရှာနာမည်တို့မရှာလို့အဆိုရှိသလိုမြမရာဆိုရင်ဆက်ဆက်မှာလည်းဗညာကျမ်းတော်ဆိုတဲ့အမည်ကိုအကြခဏတွေ့ရတတ်တော့ဗညာကျမ်းတော်ကညောင်ရဲခင့် တာလမင်းတရားထံမှာအမှုထမ်းနေညာကျန်တော့ကိုဆိုလိုခြင်းပဲဖြစ်ပါတယ်။ခရစ်နှစ်1569ကနေ1952ထိကြာညောင်းတဲ့ညောင်ရက်ခင်မှာအင်းဝတီနဲ့မှာစိုးစံသွားတဲ့တာလမင်းတရားထံမှာအမှုထမ်းနေညာကျန်တော့ပဲဖြစ်ပါတယ်။ဒီနေ့မှာတာလမင်းကစကိုင်းဖက်ကန်းကိုကူးဖို့ကိစ္စပေါ်ပါတယ်။ဒီခီးမှာဝင်းကြီးပညာကျန်တော့လည်းပါတယ်။ဒီတော့နဲ့မင်းနဲ့တကွာအမှုထမ်းနေအင်းဝမြို့ကိုဖြတ်လို့ ARR မြင့်ကန်းဆိုင်ကိုဆင်းပါတယ်။ဒီကမှာပကြီးပင်စုစုကလေးရှိရာတောအုပ်ကိုဖြတ်တန်းကြရတယ်။ဒီခါကျတော့ရောင်ရက်ခေအင်းဝဘရင်တာလူမင်းအစိုးရဟောပွဲနဲ့မကြီးရွက်ခုသူတို့တဲ့တဲ့ကြီးတွန်းကြပါတော့တယ်။ပကြီးရွက်တို့ပင်လုံးချုပ်တဲ့နှုတ်နေကြတဲ့ရာသီဖြစ်တော့အပင်လိုက်ပင်တိုင်းမှာပကြီးရွက်တက်ခုနေတဲ့သူတွေနဲ့စီကားနေပါတယ်။တောက်စားစားအင်းကျိုးရဲ့လောက်တောက်တောက် ချင်းဟိမဲ့ချက်ချက်အတုံးတင်လာတဲ့မကြီးရွက်ဖြစ်တော့မကြီးရွက်နှုတ်ချိန်မှာမကြီးရွက်ခရူးလေးရှိတာဘာမှမဆန်းပါဘူးဒီမှာဝင်းကြီးပညာရှင်တော်ကဘင်းကိုကိုစားပြုလို့မကြီးရွက်ခုနေသူတွေကိုဟိမ့်ဟောက်မဲမဲချင်းချက်ပါတယ်ဒီတော့ဘရင်ဆိုရင်ဘာပဲဖြစ်ဖြစ်ကြောက်ရွံ့ကြရမြန်တမရာမကြီးပင်မောကမကြီးရွက်ခုနေချာသူတွေကခမများများစင်ပြရရှာတယ်သို့တော့တယောက်ဟုတ်ပါတယ်တယောက်သူတယောက်ကတော့ဖြစ်ရင်စင်မလာပါ မကြီးကိုင်းတကိုင်းပေါ်မှာမတ်တက်ရက်လျက်ကသူလက်လက်မိယာမကြီးရွက်တွေကိုခုဆွမြဲခုဆွနေပါတယ်။ဒီတော့ထူးဆန်းတဲ့လူတယောက်ပါလားလို့ဆိုပြီးဝင်းကြီးပညာချန်တော်ကထိုသူကိုအောက်ဆင်းလာဖို့ခေါ်တယ်။မကြီးရွက်ခုတဲ့သူကအောက်ကိုဆင်းလာပြီးမထီမဲ့မြင်လည်းမဟုတ်။မျက်စိစုံမှိတ်ကြောက်နေခြင်းမျိုးလည်းမဟုတ်ဘဲနဲ့ပုံမှန်နေထားနေပဲဒီရင်နဲ့သူတို့လူစုကိုမျက်နှချင်းဆိုင်ပါတယ်။ဝင်းကြီးပညာချန်တော်ကမိင့ကိုတည်သလားလို့မေးပါတယ်။မကြီးရွက်ခုတဲ့သူက ဘရင်တာလုံမင်းနဲ့တကွာအလုံးကိုတီချောင်းလျှောက်တင်ပါတယ်။အများသူငါတို့ထွက်ပြေးပါလျင်နဲ့မောင်မင်းကဘာကြောင့်ထွက်မပြေးတာလဲမကြောက်လို့လား။စသည်မိကိုနေကိုပညာချမ်းတော်ကဆက်မေးပြန်ပါလိမ့်မယ်။အကြီးရွယ်ကိုယ်သူကလည်းပြန်လဲဖြေကြတော့တော်သူတောင်သားတို့တဘာဝတလုံးတစုံစားတောင်းမှုတွေမကြီးရွယ်တက်ကူးနေကြတာဖြစ်ကြောင်းဒီအတွက်ဘသူ့ကိုမှကြောက်စရာမလိုကြ။ဒီနေ့ဝင်ကြီးတို့ရဲ့လောက်တာတိုင်းပြည်ရဲ့ဝိပီပြအေးချမ်းတာယာရေးအတွက်စောင့်ခေရန်တာလူချောင်း ပမာလက်လုံလက်စားပြည်သူလူထုကို၆လှန်ပုံဖောက်ချောင်းစတဲ့ဒိဗေတယောက်တဲ့စကားလိုပဲဖြစ်ပါတယ်။အန်ဩစီယာကောင်းနာတာပဲအညာချန်တော့ဖြစ်ပါတယ်။မကြီးပင်ပေါ်ကမစင်းတဲ့ဒီလူကိုစိတ်တောင်မဆိုးပဲပိုအန်ဩစီယာကောင်းနာကစိတ်မဆိုးအမျက်ထွေညုံတော့မကနန်းတော်ကိုခေါ်ယူပြီးမျက်စာလိုက်ပါတယ်။မြမလူဖွဲ့စည်းကလောကပါလာတရားနှစ်ပါးနဲ့နှိဆက်ပါတယ်ဟိရီနဲ့အော်တပ်ပါတယ် ရှက်ချင်းနဲ့ကြောက်ချင်းလို့ကျွန်တော်တို့ခက်လွယ်လွယ်ပဲအနှက်ဖွင့်ကြပါတယ်။တကယ်တကယ်ကတော့မကောင်းမှုဆိုတဲ့ဝိသေသကလေးကရှေ့ကပါပါနေပါတယ်။ပါပါသေးတယ်။အလကားနေရှက်နေကြဖို့အလကားနေကြောက်နေကြဖို့မဟုတ်ပါဘူး။မကောင်းမှုကိုပြုတ်ဖို့ရှက်ကြကြောက်ရမယ်ဟူ၍သာဖြစ်ပါတယ်။ကျန်တာရှက်စရာမလို့ကြောက်စရာမလို့ပါ။စိုးရတဲ့လူလူဆက်ဆံရေးကလည်းဒီတိုင်းပဲဖြစ်ပါတယ်။အထူးသဖြင့်လူတို့အတွက် လူတို့ကရွေးချယ်တင်မြှောက်ထားတဲ့လူတို့ရဲ့အစိုးရတရက်ကိုအပြစ်မရှိသူလူတို့ကဘာမှကြောက်ရွံ့နေကြမလို့လားပါဘူး။ညောင်ရမ်းခိကအင်းဝမြို့ဆိုမကြီးပင်စုစုအတွင်းမှာမကြီးရခုနေသူလူတယောက်ဒါလုံးမင်းနဲ့ဗညာချမ်းတော်ကိုမြင်ပါလျက်မကြီးပင်ဘော်ကဆင်းမလာခြင်းကဒီသဘောထားပဲဖြစ်ပါတယ်။ဒါကိုဒီတော့ကဝင်းကြီးဗညာချမ်းတော်ကလည်းလက်ခံပါတယ်။တပ်ဦးဆံမိုင်းဘရင်အုံဆုံးကိုစနစ်အောင်မှာရှာတော်ရှာပါ တွေ့ရမြင်ရခဲ့တဲ့ freedom from fear ဇဝေကံပဲဖြစ်ပါတယ်လူတို့မှာဒီမကြီးပဲခုသူရဲ့စိတ်ဓာတ်မျိုးရှိဖို့လိုပါတယ်ဆိုရကလည်းတာလုံးမင်းနဲ့ဝိညာဉ်ပညာချမ်းတော်တို့လိုမကြီးပင်ပေါ်ကမစင်းတဲ့လူရဲ့စိတ်သက်တည်ကိုအတိအမှတ်ပြုဖို့လိုပါတယ်မြဲတဲ့ထိတ်ထိတ်လန့်လန့်အကြောက်ကြောက်ယွံ့ယွံ့ဖြစ်အောင်လုပ်ပြီးဝိညာဉ်ထိန်းချောင်းတတ်သူမိပါတို့ရဲ့သားသမီးများဟာဘယ်တော့မှထုံကားလိမရှိပါလိမ့်ဒါကတော့ဆရာက အတူပါ၂၀ရည်နေ့2021ခုမှာရေးခဲ့တဲ့စာပါလေးပဲဖြစ်ပါတယ်။နောက်တစ်ပုဒ်ကတော့ဉာဏ်ပညာထဲမှာနှလုံးသားထည့်ပေါင်းမှုပညာပြဝနှလုံးလာတော့ကိစ္စကြီးငယ်စောက်တဲ့ဖွယ်လေးကျင်းကျဲထွင်းဖောက်ဖြတ်တောက်လို့ရပြီးနိုင်စွာဤတဲ့လူတိုင်းနဲ့ရင်းနှီးတဲ့ကြပြကောက်လို့ချက်ကလေးပဲဖြစ်ပါတယ်။စာမျက်နှာတဏှာရာဒါမှမဟုတ်ရုံကန်ဧကန်အစည်းဝေးခန်းမှာနိုင်ရန်တည်တည်ရရတို့မှာ ဒီကဗျာကနှုတ်ချက်ကလေးကိုအများပြည်သူမြင်သာစေရန်တတ်တရရရေးသားချိတ်ဆွဲထားတာတွေကိုလည်းမကြာခဏတွေ့ရတတ်ပါလေ။ငယ်ငယ်ကတော့ဒီကဗျာကနှုတ်ချက်အတူကလေးပေါ်မှာဘာမှအလေးအနက်မရှိလာပါဘူး။နောက်တော့ကြည်လာလေးလေးတစိမ့်စိမ့်တွေးမိလေးလေး။အောင်မြင်ခြင်းရဲ့တော့ချက်ကိုရိပ်စားမိလေးဖြစ်လာတာကိုဝန်ခံလိုပါတယ်။လောကကိုလိုသလိုထုစင်ပိုင်းဖြတ်ပုံပေါ်နိုင်ဖို့အတွက်နှစ်ခုပဲလိုပါတယ်တခုကပညာ တခုကလှတော့နှလုံးသားဒါကကြပြာကောင်းလို့ချက်ရဲ့ဆိုလို့ရင်ဒီကြပြာကောင်းလို့ချက်ကမကဒီဝါလင်းကတစ်တဲကကောင်းလို့ချက်ပဲဖြစ်ပါတယ်ကြပြာစာစုကမန်လဲစရာတော့ဖျားမန်မလောက်ချင်ဘူးမန်လောက်ရင်လွယ်သည်တာပငဲမီမာနာကိုတက်ယုံမယ်လို့ဆရာတော်ကိုယ်တိုင်ဖွဲ့ဆက်ခဲ့ဘူးလေတော့ငဲနာမယ်ကိုနာတက်ယုံနဲ့မန်ဖြစ်သွားမယ်ဆိုတာထင်ရှားပါတယ်အဖတိကုံနဲ့ဥထင်ညိုနဲ့အမိတော်ပြေတို့ရဲ့တာမန်လည်းမြို့စာတိ ယဟန်အမည်ရှင်ဇဝနမြန်မာနှစ်1203ခုမှာမွေ1282မှာပြောင်းလဲတော်မူတတ်တော်89ဝါရ56ဝါအင်္ဂလိပ်ဆိုရလက်ထက်မှာအက္ခမဗန္ဒိတာဘွဲ့တစိတ်ကိုအဆက်ကခံတော်မူခဲ့ရသူဘဂတိဝါလင်္ကာသည့်ဆရာတော်ကဆရာတော်ရဲ့နာမည်ကျော်လက်ရာအခုဒီအထက်တနင်္လာမှာကောက်နှုတ်ဖော်ပြခဲ့တဲ့ကြာတပိုင်းတစားကထိုဘဂတိဝါလင်္ကာရဲ့ကောက်နှုတ်ချက်ဖြစ်ပြီး လူဆိုတာပညာတတ်နေုံနဲ့မပြီးဘူးစိတ်ထားကောင်းနေုံနဲ့လည်းမပြီးဘူးနှစ်ခုပေါင်းတော့မှဘဝကိုလိုသလိုပုံဖော်ထုဆင်နိုင်မှဖြစ်ကြောင်းဆိုလိုရင်းဖြစ်တော့လောကကိုလွမ်းခြုံလိုက်တော့ဒီတိုင်းဖြစ်နေတာကိုပဲထင်လင်းစွာတွေ့မြင်ရပါတယ်ဆိုကြစို့အဘအိုင်းစတိုင်းဂျာမနီနိုင်ငံကိုရင်ဘတ်မြို့သားယူဝဗေယဆိုင်ယာနိုဘယ်ဆုရှင် E=mc2 ဆိုတဲ့စွမ်းအင်ဆိုင်ယာညီမြချင်းရဲ့ဖခင် 20ရာစုရဲ့ဆံပြလူသား Man of the Century for 20th Century ယူဘပေရာပညာရဲ့နယ်ပယ်မှာချက်ဝင့်ကြီးတလုံးဒါက Albert Einstein ရဲ့ပညာဉာဏ်ကိစ္စထားသူပညာဉာဏ်ကိစ္စအတာထားစိတ်နေစိတ်ထားကိုလှမ်းကြည့်လိုက်တော့နှလုံးသားကလည်းလှတယ်ချင်းချင်းကြီးအဝိဇ္ဇာကိုဘယ်တော့မှတောက်တောက်ပြောင်ပြောင်ခန့်ခန့်ထဲထဲကိန်းကြီးခန့်ကြီးမဝိစင်ပါလေတဲ့အစ္စရိသမရအဖြစ်ကမ်းလဲတော့သူမလောက်သူ့လောက်မဟုတ်ဘူးဆိုပြီးညှင်းဆန်တယ်ကိုနဲ့မဆိုင်တာဝင်မလျှောက်ဘူး ဒေါ်လာ1500နဲ့ချက်လက်မှတ်ကိုဖက်လက်စာစာအုပ်ထဲညှက်ဖို့လောက်ကိုပဲစိတ်ဝင်စားတဲ့ငွေကသူ့စိတ်ကိုမလွှမ်းမိုးနိုင်ဘူး။သို့နဲ့အထုံနယ်သောစိတ်သဘောထားအလှများကသူ့ဉာဏ်ပညာကြီးမှုစီမှာပါရောက်ပေါင်းဆက်တော့ချစ်မြတ်လူဝေအောင်အယ်ဘတ်အိုင်စတိုင်အဖြစ်ကဘာကျော်သွားပါလေ။အထက်ဆင့်ဆိုကြပါအောင်ဆိုအိန္ဒိယနိုင်ငံရဲ့ဆက်တဆမြောက်သမ္မတကြီးအဖြစ်နဲ့2002ခုနှစ်ကနေ2009ခုနှစ်အထိတာဝန်ထမ်းဆောင်သွားခဲ့တဲ့အဗ်ဒူကမ် အကျောင်းပညာဉာဏ်နဲ့ပဲမှာသူကသိပ္ပံနဲ့နိပညာသပဒေါက်တာအင်ဂျင်နီယာအနာယူနီဗာစီတီချန်နိုင်းမှာ PhD သင်တန်းပို့ချပေးတဲ့သူပညာကြီးလာတာတော့အများကြီးပြီးသားသူရစိတ်နေတဘာဝကရော2000ဇူလိုင်24သမရတတန်းကုံတော့နောက်တနေ့ဇူလိုင်25သမရအိန္ဒိယကနေဆင်းသွားတယ်သမရအဖြစ်တစ်တာနှလုံးနဲ့ရောက်လာခဲ့ပြီးထိုတစ်တာနှလုံးနဲ့ပဲပြန်ဆင်းသွားတယ်သူ့ကိုယ်ပိုင်ပစ္စည်းက သူပိုင်ငွေချင်းနဲ့ဝယ်ယူထားတဲ့စာအုပ်စာနဲ့များတာဘဝတစ်ချောင်းလုံးဗာလက်ဆောင်ကမှသူမယူသူသမရတာဝန်ထမ်းဆောင်နေစဉ်2006ခုနှစ်မေလကြီးနဲ့မှဆွေမျိုးညာတိစုစုပေါင်း52ရောက်နယူးဒေးလီလောက်ရောက်လာကြတော့သမရအိမ်တော်မှာမထားဘဲနဲ့နယူးဒေးလီတဝိုက်ကတဲကိုကန်းနေမှသာနားကိုစီတဲ့အစိုးရကားကိုမတုံးမှုကိုကားနဲ့ကိုမြို့လုံးနဲ့လိုက်လံပို့ဆောင်ပြတာကျွေးမွေးနေတိုင်းစားတော့စီယူပြီးသုံးသိန်းခွဲဝင်းကျင်ကိုကိုပိုင်ငွေကြီးများတဲ့မှသာကြခင်သုံးဆက်ခဲ့။အော် ဤသို့ထိုသို့သောစိတ်တည်စိတ်ချအလားအပါများကတမရာကြီးရဲ့ဉာဏ်ပညာကြီးမှုစီမှသွားရောက်ပေါင်းစပ်လေတော့ခါတမကကောင်းမွန်ကြီးကြီးရတဲ့အဗ်ဒူကလမ်ဖြစ်သွားပါတယ်။တန်စီရဲ့ဒီဖန်ဆိုကြပါအောင်ဆိုဘီဘီလ်ဂိတ်ကဲပါကြောင့် Microsoft ကွန်ပျူတာကုမ္ပဏီကိုတည်ထောင်တဲ့သူဘီလ်ဂိတ်ညာနာသမားညာနဲ့အသက်မွေးဝမ်းကြောင်းတဲ့သူသူစိတ်ကရောတဲ့သူပိုင်ဒနာဥစ္စာ58ဘီလီယံကိုပရာဟိတကိစ္စတွေဆောင်ရွက်ဖို့အတွက်ကမ္ဘာကိုလူဒန်းထားလိုက်တယ် ပညာကောင်းကောင်းစိတ်ထားကောင်းကောင်းနဲ့ဘယ်ဂိတ်ကိုကဘာကအလေးနဲ့ထားတာပေါ့မမဆန်းအိန္ဒိယနိုင်ငံရဲ့နေတဲ့ဝဲလာတဲ့ဝဲမတ်မကန်ဒီဆိုရင်လဲအင်္ဂလန်နိုင်ငံမှာဥတည်ပညာသွားရောက်သင်ယူခဲ့သူပညာတတ်ဤများထီတော်ပြင်ကန်ဒီဆိုတာဘာမှမဟုတ်သေးသို့တော့သူကအကြမ်းမဖက်လမ်းစဉ်သမားသူတရားကခန်ဒီစာတရားရသားပေါ်သူအတွက်ဖနာတစ်ဖက်ကြွတ်ကြသွားစဉ်နောက်တစ်ဖက်ကိုထက်ချွတ်ချလို့ကောက်ရတဲ့သူတရားပြည့်စီးလို့ရဖို့လှုပ်ပြခဲ့တဲ့သူ မိရတာကိုရှောက်တာတမ်းရှိတော့တတရားတန်းကစီးပါတယ်လို့ဆိုတဲ့သူပြည်တွင်းဖြစ်ကိုသာချိုးချံချွေတာစွာဝစ်စင်တဲ့သူဒီမာရင်မတ်မကန်ဒီဆိုတဲ့နာမည်ကြီးကကဘာမှာဟိတ်သွားပါတော့တယ်ဆိုကြပါစို့အဲဆိုကြပါစို့ဟူသောစကားနဲ့တရားဝီးတရားထုတ်ပြရသောပညာပေးပါနှလုံးလှသူတို့ကစုံနိုင်ွယ်ရမမြင်ပါဒေါက်တာနော်မန်ဘတ်သုံးလက်ပါနိုင်ပါတယ်ဗိုလ်ထောင်ဆန်လက်ပါနိုင်ပါတယ်တခင်ကိုရောင်းမိုင်းလက်ပါနိုင်ပါတယ်တကူးလက်ပါနိုင်ပါတယ် ထို့သောပုဂ္ဂိုလ်ပေါင်းတို့ကပညာမှာနှလုံးသားထည့်ပေါင်းဖို့တရားကပြခဲ့ကြခြင်းမဖြစ်ပါဘူး။ဒါကိုလည်းကုံမခင်ရန်စာဆိုတစ်ပါးဖြစ်တဲ့အမှန်လဲဆရာတော်ပြကခက်စောစောကလေးကပညာပြီဝါနှလုံးလှတော်လို့ထည့်သွင်းဆက်ဆိုခဲ့ခြင်းဖြစ်ပါတယ်။စာမေးပွဲမှာမှတ်တင်များကြီးရဖို့ဘုံဓုတွေများကြီးထွက်ဖို့သင်တန်းစဉ်လက်မှတ်တွေတစ်ခုပြီးတစ်ခုရဖို့အမတော်ကစူးစမ်းနေကြတဲ့ခစ်လူငယ်တို့အနေနဲ့စိတ်ကိုလည်းတစားစင်ဖို့ရမမိတ်အကြောင်းတင်ပြလိုခြင်းဖြစ်ပါတယ်။ ဒါကတော့ March 15ရက်2022ခုနှစ်မှာဆရာရေးခဲ့တဲ့စာပါပဲဖြစ်ပါတယ်။ Padwell က6သိပ်တော်နေရတဲ့ social design ကများကျွန်တော်ကစာပေဖတ်ရှုလေ့လာမှုမှာတော်တော်ကိုမှုလျော်တဲ့သူဖြစ်ပါတယ်။ထို့ပြင်ဖတ်ရှုလေ့လာမိသည်များစာမျက်နှာပေါင်းများစွာပေါ်ကမှတ်ဖွယ်မှတ်ရာတွတ်တွတ်ထွားကလေးတွေကိုလည်းကိုယူတော့ထိထားလေရှိလို့မကြာခဏဆိုသလိုထိုမှတ်စုပြေတာစာအုပ်ကလေးတွေကို ပြန်ပြန်ဖတ်မိနေလေးရှိပါတယ်။ဒီနေ့ထိုမတ်စုပရိသတ်စာအုပ်ကလေးတော့ကိုတောင်လန်မြန်လန်ပြန်ဖတ်နေမိစင်မှာရေနဲ့ပတ်သက်တဲ့မတ်စုလေးတစ်ခုစီရောက်မှစိတ်ကလှုပ်ခနဲနှူးသွားပါတယ်။လူတို့ရဲ့ချင်းငယ်ရေကိုတောက်ရည်အဖြစ်ပြန်တန့်တဲ့တရိမတ်စုကလေးနိုင်ငံကစင်ကာပူနိုင်ငံဖြစ်တယ်။စင်ကာပူဟာတောက်သုံးရည်ကိုပင်မလေးရှားကနေမာယူတင်သွင်းရတဲ့နိုင်ငံ ဖြစ်တော့ရေကြိုအလွန်ရှားတဲ့ဒေသအဖြစ်လူသိများပါတယ်။ တို့ပြည်အစွန်ပြည်ရင်တွေကိုပြန်သုံးရရဖို့အတွက်ဆက်ရုံ၅ရုံတည်စားပြီးစ조사ခဲ့ရမှာယခုအမြင်ခဲ့ပြီးဖြစ်ပါတယ်။အထူးသဖြင့်ချင်းငယ်ရေတွေကိုတောက်ရေဖြင့်ပြန်တန့်စင်ခြင်းပါ။နာမည်က new နဲ့ပေါင်းဆက်က new water တဲ့။ဒီ new water ကိုစင်ကာပူနိုင်ငံသားတို့စတင်တောက်သုံးနေပြီဆိုပါလား။အော်ရေရေကိုချင်းငယ်ရေကိုကိုပြန်တောက်ရတဲ့အထိကဘာကဘော်ကချွတ်ချွတ်သောနေရာတွေမှာဖမ်းချောက်နေကြရသည်ဆိုပါလား။ အာဖရိကတိုက်ကြီးတဲ့ကခဏနိုင်ငံမှာလူတယောက်တည်းတစ်နေ့ရေခွဲတန်းကရေဆက်လီတာတဲ့ဒါဆိုရေတန့်ဘူးဆက်ဘူးစားလောက်ပဲရှိမှာပေါ့ချိုးတာရောမျက်နှာတက်တာရောရှော်တာဖွတ်တာရောတောက်တာရောကိုယ်လက်တန့်စင်တာရောအကောင်လုံးအတွက်မှာရေတန့်ဘူးဆက်ဘူးစားလောက်ဆိုတော့ရေခွဲတန်းကအနည်းလို့နေဘူးလားလူတယောက်တည်းတစ်နေ့တာရေချေခံလိုအပ်ချက်ကလီတာ20ကနေလီတာ90ဒီလိုတယ်လို့ခန့်မှန်းထားကြတာမဟုတ်လားအင်းလေးခန်းကြောက်ရဒေတာမှာဒီဇယ်ဒီလာတောက် 10လီတာလောက်ကလေးကိုရနေတာကိုကပဲကန်တူလီစွာလို့အမည်ရတော့မှာဖြစ်ပါတယ်ကျွန်တော်နိုင်ငံကိုပြန်ကြည့်လိုက်တော့လေရေတွေကပေါ်တယ်အောင်ထင်ရပါတယ်မြစ်တွေချောင်းတွေအင်းတွေအိုင်တွေပင်လယ်ကြီးတွေနဲ့ဖောက်လာဒီပြင်ရေအောက်ရေပေါ်ဆုံးနိုင်ငံတွေစီးရင်ချကြည့်လိုက်ပြန်တော့ရုရှားကနံပါတ်1တဲ့မြန်မာကနံပါတ်4တဲ့ဟုတ်တိတ်တော်မစိုးလာဘူးရေစားပေါင်းမှုအန်ဒီယန်နဲ့ဂျုံတွေ့နိုင်တဲ့နိုင်ငံတွေရာဂိုင်းနှုန်းတွက်ကြည့်တော့မြန်မာကဆေးရာဂိုင်းနှုန်းမဲရှိတယ် ရေတော့ကကတို့အရင်နဲ့ဝေးကြီးပါပါလို့ထင်ကောင်းထင်နိုင်ကြရှိပါတယ်။သို့တော့ထိုထင်ကိုချေဖြတ်ဖို့အတွက်နိုင်ငံအနှံ့ခီးသွားကြည့်စီချင်ပါတယ်။ရခိုင်ကမ်းရိုးတဲ့တခြားကချောင်းကငွေဆောင်ရွှေတောင်ရံကွာတောင်ကျိုးတိုင်ကျိုးချိန်တလီမြပြင်ချိန်တော့ငပလီတန်တွေတောင်ကုန်သားတို့သူတို့ရဲ့ဘေးမှာရှိနေတဲ့ဘင်္ဂလားပင်လယ်အော်ကြီးတဲကရေကိုတောက်မရဘူး။ထို့တွင်မௌဒမမော်လမြိုင်တဝင်းဖိတ်ရေကော်တောင် တို့ဘေးကမောက်တမပင်လယ်ကွင်းနဲ့ကပ်ပလီပင်လယ်ပြင်ကြီးတွေကရေကိုတောက်မရဘူး။မိတီလာကန်ကြီးတွေကရေကိုတောက်သုံးဖို့မသင့်တော်ဘူး။အင်းလေးကန်ကြီးတွေကရေကတောက်သုံးဖို့မသင့်တော်ဘူး။ဟိုမျိုးဒီမျိုးဟိုရက်ဒီရွာတူးသည်များရေအများစုကတန်တန်များလိုခဲတယ်များလိုအာစစ်နဲ့များလိုစသဖြင့်အတန်တွေကြားနေကြရစမြင်။မြင့်ကြီးနာကဆာလိုမန္တလေးစကိုင်းအင်းဝပကံပြီးအောင်လံတရက်ဝင်းကျင်အထိအေအာရင်မြစ်ထဲကရေကိုဟောတော့ကအကုန်လုံးတောက်ခဲ့ကြအခုတော့တောက်သူကလည်းတောက်ကြသေးပါ မြို့ရွာများကဆွန့်ပစ်လိုက်တဲ့ရေစိုးတွေကမြစ်ထဲကိုတသွင်သွင်စီးစင်းလို့အော်လီဆန်ကျင်စရာကောင်းလာပါရဲ့ပုပ်ပားတောင်ကြီးနဲ့ပလတ်မကန်မြင်းချံခရိုင်တွေကရွာလေးတရွာကိုရောက်သွားစဉ်မှာရေဘတ်တိုက်နေတဲ့သူမိသားစုတစုနဲ့ဆုံခဲ့ရဘူးတဲ့ရေဘုံထဲကိုပစိုးလေးနှစ်လိုက်ဒီကုန်းမျောလာစွာနဲ့ဖခင်ကြီးကရေဘတ်တိုက်လိုက်ထို့နောက်တမိထို့နောက်တာရေဘုံထဲကရေလုံးဝကုန်မသွားစီရပဲတအိမ်လုံးတယောက်တည်းလည်းရေဘတ်တိုက်ခြင်းနဲ့ကိုယ်လက်တန့်စင်လိုက်ကြခြင်းမဖြစ်ပါဘူး ကျုပ်တို့ကရေတထမ်းရဖို့ဟိုသုံးလင်းကားမိုင်းဒီသွားထမ်းရတာဗျာတဲ့ကျွန်တော်အရင်မှနာကျင်ရပါတယ်ချို့ချို့သောညရွာလေးတွေကတော့အလှရက်လေမင်္ဂလာပွဲတွေမှာကြောက်ရောက်လာတဲ့ every that တို့ကိုဘယ်တော့မှချက်ပြုတ်ကျွေးမွေးလည်းမရှိဘူးစံတဲ့တကွာတာငါစိမ့်တို့ကိုထုတ်ကလေးတွေထုတ်မင်းကပေးလိုက်တယ်ကိုယ့်အိမ်ရမှာကိုယ့်ဘာသာချက်စားဆိုတဲ့သဘောရေဒုက္ခကြောင့်အိုကြီးခွက်ပြဲချက်ပြုတ်ကျွေးမွေးစိတ်ကြောမနေနိုင်ဘူး တောင်ရက်ဒေတာအချုပ်မှာတော့တောင်သောကနေစိတ်ထွက်နေတဲ့ရေကိုဝါစီတောင်ကလေးတွေနဲ့ခံယူလို့တတော်ဝင်တတောင်တက်ကြတဲ့တိုင်းရင်သူတိုင်းသားကလေးတွေကိုစာနာစွာတွေ့မြင်ရတဲ့အချိန်အညာကလက်ရဲ့တွင်ကလေးတစ်ခုစီမှာညာသူညိုညိုကလေးကစိတ်ရည်ကိုတစ်ခွက်ချင်းခတ်ယူလို့ကျွန်တော်တို့စီမှာနိုင်ငံတော်ရေချိုတကယ်ပေါ်တာဟုတ်ရဲ့လား WHO ကကမ္ဘာပေါ်မှာလူချဥ်မှတို့ကရေသန့်ဝင်ရလို့ဆိုပါတယ် ။ FAO ကတော့ကမ္ဘာလူသံတန်းတထောင်ကြီးရေးသက်မရပါတဲ့။ရေးနဲ့ဆက်ဆက်တဲ့ပြဿနာကြောင့်ဖြစ်ပေါ်ရတဲ့ယောဂါကယောဂါဝေးနိုင်ရဲ့40ရာခိုင်နှုန်းရှိပါတယ်။ရေးကြောင့်တည်ဆုံးရသူခလေးငယ်သူငယ်တွေကတည်ဆုံးမှုရဲ့85ရာခိုင်နှုန်းရှိတယ်။ကမ္ဘာဒုက္ခရေထဲမှာရေကြောင့်ဒုက္ခရောက်ရတာက68ရာခိုင်နှုန်းပဲကျွန်တော်တို့ရဲ့ကမ္ဘာမှာရေထုက1.4ဘီလီယံခုပကီလိုမီတာရှိတော့ ရေကျိုးက35တန်ကုဗကီလိုမီတာသာ ရှိတယ်လို့ရေကျိုးနှစ်တသမ900ခိုင်နှုန်းပဲရှိပါတယ်။နားလည်လွယ်အောင်ပြောရရင်ရေတပိတ်သာရှိရေကျိုးကနှစ်ကျပ်သာကျော်ကျော်ပဲရှိတဲ့သဘောဒီဂျိုရီမှာလဲ80000ခိုင်နှုန်းကအတက်ရေခဲ့ပြင်အနာတိကရေခဲ့ပြင်နဲ့တောင်ထိတ်ကစီနေနေရေခဲ့တွေဖြစ်နေတော့ကံများချောင်းများမြင့်များတဲ့က300000ခိုင်နှုန်းပဲရှိတယ်။ရှင်နဲ့ရအဲ့ကလူထွက်ဆိုလို့ပါပဲလား။ဒါကြောင့် 2025ကမ္ဘာလူသားတည်တံမှာ10ဘီလီယံတို့ဒီရေတော့ကတွေ့မယ်လို့ဟောကင်းထုတ်လာကြခြင်းပဲဖြစ်ပါတယ်လူတွေလူတွေရေငှက်မှာကိုစိုးကြောက်တာ1993မတ်လ22ရက်ကစလို့ over 30เนี่ยကမ္ဘာဖက်မှာအဆုံးရေရင်းမြင့်ထိန်သိမ်းရင်းနေနေတော့ပြည်နှစ်ကအစ September ကျင်းပခဲ့တဲ့ New York မြို့ကမ္ဘာထောင်စုနဲ့ထိမ်းမထိတ်သည့်စည်းဝေးက2015မှာရေကောင်းရေတန်ရရှိရေကြိုးပမ်းကြဆိုသဘောတူပါတယ် Global Water partnership ကမ္ဘာလုံးဆိုင်ရာရင်းမျှဝေသုံးစွဲ့ရေးအဖွဲ့ရေတဲကမျက်စိနဲ့မမြင်နိုင်တဲ့အမုံတွေကို ceramic tube နဲ့စစ်တယ်တဲ့ပိုးကိုကျန်းလို့ရောင်ကြည့် ultraviolet နဲ့သက် ozone sterilizer နဲ့သက် now septic tank ဆိုတဲ့မိန်လာကန်တဲကမစင်ရေကိုမြောက်ထဲကိုစိတ်ဝင်တဲ့နည်းနဲ့မြုပ်ရည်ကိုတိဆောက်ထားကြတာပေါ့လားမြောက်ရည်တွေကိုထိုင်ကမတန့်စင်နိုင်ပါလေတော့တန့်စင်လို့ထုတ်ယူအောင်ပဲထားမြုပ်ရည်တို့အောက်တို့နှိမ်ကြကျွန်းကြမသွားရအောင် ရေအရည်ကိုလည်းအတိုင်းစာမီထုတ်ယူလို့ကလည်းမဖြစ်ပြန်စကားချုပ်ရတော့ရေကောင်းရေတန်းဆိုတာထင်သလောက်မပေါ်များလို့ပဲဖြစ်ပါတယ်လူတယောက်ကရေချိုးကန်းထဲမှာဆက်ပြတိုက်နေစင်မှာပဲသူ့ရေပန်းကိုပိတ်ထားပါတယ်နှမျောလို့မိမတယောက်ကအိုးခွက်ပကံလေးကိုဆေးကြောစင်မှာပဲဆက်ပြရေနဲ့ပေါ်တိုင်နေတခါရေပန်းနှုတ်တီပိတ်ထားပါနှမျောလို့ရေစင်မှာမျက်နာတဲ့သွားတိုင်လာလို့သူတယောက်ကသဘော့တန်ကိုရေအစော်ပြီးသွားတိုင်နေကရေပိတ်ထားပါနှမျောလို့တဲ့ အတာတကျန်ရက်ကြီးတွေထဲမှာမြို့ကြီးပြားကြီးတွေမှာရေပိုက်ပေါင်းထောင်ပေါင်းသိန်းသန်းကလေးတို့နဲ့ဆိုပြီးတဲ့သူကိုထက်ရွှဲရွှဲပြီးတဲ့သူကိုထက်နှစ်နှစ်ပြီးတဲ့သူကိုဆုံးဆုံးမြုပ်အောင်အပြောကျူးကြပါတယ်ရေတွေရေတွေတဝဝတဖြောပြောတတော်တော်တပြေကကလေးနဲ့အတာရရေပက်ကစားတဲ့နေ့ရက်များအလားကလေးနဲ့အတာကလေးဆိုရွှဲအေးမြသွားယုံလောင်ပတ်တဲ့နေ့ရက်တွေကိုကျွန်တော်သတိရလိုက်ချာတတိရေးဆယ်လီတာနဲ့ကညာကအသက်ရှင်နေသူများကိုကျွန်တော်အားနာမိတယ်လို့ပဲ ပစိုးရေစိုးတထဲနဲ့မိသားစုအလက်ကျအသက်ရှင်နေသူတွေကိုကျွန်တော်အားနာမိတယ်လို့ပဲအစိုးရေစိုးတထဲနဲ့မိသားစုအလက်ကျရေဘက်တိုက်ကြတယ်ပုပ်ပါတောင်မလမ်းမကန်းကဘူပိုင်းနေတာမိသားစုကိုကျွန်တော်မျက်နာပုံပြီးတယ်လို့ကြီးပဲဝါကြီးတော်ကလေးတွေနဲ့တောင်ဆောင်တနေရာကဆင်ရေကိုခန်းယူရရှိနေရတဲ့တိုင်းသူလေးကြောက်ကိုလည်းကျွန်တော်မလုံးမလဲဖြစ်မိပါရဲ့ဟောဂီတာတန်တွေကီးဘုတ်တွေတူပိုတူပိုတန်တွေဒရမ်ရိုက်ချက်တွေစုညမ်းလို့ လူတွေကပွက်လို့ပိုက်လုံးတွေပိုက်လုံးတွေရေလုံးတဲတဲလေးတွေရေလုံးကြီးကြီးတွေတလဟောဝလုံးတို့နှစ်တို့ကျုပ်ပြခုချိန်ငယ်ရီကိုကိုပြန့်တင်စီမီလူဝါတာဖြစ်တောင်းနေကြပြီဆိုတော့စင်ကာပူကလူတွေကျတော့ရေတန့်ရေကြိုးတွေတဝါကြီးထိုက်ချင်စမ်းပါပြီဒါကတော့2012ခုနှစ်ဧပြီလမှာရေးခဲ့တဲ့ဆရာရဲ့ဆောင်းပါးလေးတစ်ပုဒ်ပဲဖြစ်ပါတယ်နောက်ထပ်တင်ဆက်ရမှာက အပုတ်ရေအားနည်းနေပြီဖြစ်ပေမဲ့ပေါ့နော်အဲ့တစ်ခုလုံးဖတ်လိုက်ရင်ရဟန်းအချိန်ကြာသွားမှာဆိုလို့နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကိုပိုင်ကြီးဦးသနိုင်မွေမလျော်ရီမနေတဲ့ကိုတန်းထိုင်မလျော်ရီဟမ်မလီယိုရီပြီးတော့တက်တယ်ပဲအော်မကောမဒီမေမနွေနွေကိုပိုင်ကြီး ဟုတ်ပါကြီးမနေစီဟောပြန်တက်လာမခေတ္တိမတင်စာမဥတ္တရိုင်ဝေကိုတန်တိုင်းဝေကိုပိုင်းကြီးမနှွေနှွေကိုချစ်လူမိုင်းကိုပိုင်းကြီးမနှင်းစီတိတိမေမေဝေကိုပိုင်းကြီးမနှင်းစီမမဇော်လင်းတဲ့ကိုတန်ကိုတန်ထိုင်မနှွေနှွေမခေတ္တိမမမမင်းယိုယိုကိုပိုင်းကြီးမနှွေနှွေမမမင်းအာ ူဖုံကူပိုင်ကူသမတ်음တက်တော့ခါနေရမလို့ရတယ်။အဲ့တော့ကြောကြောစားမလို့လား။ကူဖုံရမလားကြားလားရှိပြီနော်မာကေ3ကိုလေးကိုလေးမနွေနွေမာကေ3မမမေမမန်ကိုတန်ထိုင်ဟုတ်ဟုတ်လက်မအားလို့ရတယ်မမမင်းရိုးရိုးမမတောင်မလေးမနှုတ်ဝေစင်မစနေလေ 好，我听到吗？故事娘，故事爸，妈妈没有有，妈妈你爹，妈娘为妈学点几句吗？故事娘，鼓励，哎，故事娘，鼓励。啊，大家努力，妈板板，没，你故事公公妈没，妈板板，妈妈没，妈你，嗯。 ခုရွှေညာဥဒရာဝေကိုတဏ္ဍာမေမပန်ပန်ကိုပိုင်ကြီးတိရိမေဝေဟုတ်အဲ့ဆိုရင်သူတို့ရဲ့နှုတ်မောင်အစိအဲ့ဆိုအလုံးမထတာပါ